သတင်းပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့သတင်းချန်နယ်မှာဒီကနေ့အော်တိုဘာလ19ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်သတင်းတင်ဆက်မှုမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့သတင်းတင်ဆက်မှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မေတ္တာရက်ခံအပ်ပါတယ်ခင်ဗျာပရမအူဆုံးအနေနဲ့တင်ဆက်ပေးကြတာကတော့စစ်တပ်အတွင်းမှာအရာရှိစစ်သည်နဲ့မိသားစုဝင်များရွေးကောက်ပွဲမှာဆန္ဒမဲပေးကြရတဲ့ရွေးကောက်ပွဲအောင်မြင်ရေးပူးပေါင်းဆောင်ရွက်ရန်မင်းအွန်လိုင်း PRP ညွှန်ကြားခဲ့ကြောင်းတင်ဆက်ပေးပါမယ် အကြံဖတ်စစ်တဲ့အတွင်မှာအရာရှိစစ်တီနဲ့မိသားစုဝင်များရွေးကောက်ပွဲမှာဆန္ဒမဲပေးရင်မင်းအောင်လိုင်က PRP အမိတ်ပေးညွှန်ကြားလျက်ရှိပါတယ်။ယမန်နေ့အော်တိုဘားလ၁၈ရက်နေ့ကိုကိုကျွန်းတက်နေကိုရောက်ရှိခဲ့တဲ့အကြံဖတ်မင်းအောင်လိုင်ကစစ်တီအရာရှိများနဲ့တွေ့ဆုံစဉ်မှာအဲ့ဒီလိုရွေးကောက်ပွဲမှာစစ်တပ်နဲ့တက်ဆိုင်သူများမဲပေးကြရင် PRP အမိတ်ပေးလာခြင်းဖြစ်ပါတယ်။ကိုကိုကျွန်းတက်နေမှာမင်းအောင်လိုင်ကမကြမီရပ်ပိုင်းချိန်တွင်ရွေးကောက်ပွဲကျင်းပမှာဖြစ်တဲ့အတွက်ဆန္ဒမဲပေးရမှာမိမိတို့တည်တာ နိုင်ငံအကျိုးကိုအမှန်တကယ်လိုက်နာဆောင်ထိမ့်မဲ့သူဒုတာဝန်အရေးသုံးပါးကိုလိုက်နာဆောင်ထိမ့်မဲ့သူနိုင်ငံရေးစီးပွားရေးကာကွယ်ရေးအမြင်ရှိသူကိုရွေးချယ်ကြရန်လိုအပ်ကြောင်းမဲအောင်လိုင်ကဆိုပါတယ်တထဲမှာတော့ဘယ်သူကိုမဲပေးပါဆိုပြီးရည်ညွှန်းချက်တရားဝင်တော့မထွက်လာသေးပါဘူးဒါပေမဲ့2020တုန်းကမဲပေးမဲရက်မတိုင်မီတရက်မှာပြည်ခိုင်ပြိုးကိုမဲပေးရမယ်ဆိုပြီးအမိန့်ထွက်ပါတယ်အခုလဲတက်ချုပ်ရဲ့စကားအရဒုတာဝန်အရေးသုံးပါးဆောင်ထိမ့်မဲ့သူနိုင်ငံရေးကာကွယ်ရေးအမြင်ရှိသူဆိုတာက တက်မတော်ကအငိမ့်စားစစ်ဖို့ကြုတ်တွေကိုညှို့နေတာပါပြည်ခိုင်ပြိုးကလာမဲ့တက်မတော်အရာရှိဟောင်းတွေကိုပဲမဲပေးလို့ပြောနေတာပါရွေးကောက်ပွဲအနီးကပ်ရင်တော့ဘယ်သူကိုမဲပေးပါဆိုတာကိုတရားဝင်ညွန်ကြားချက်ထွက်မယ်တင်တယ်လို့စစ်ဘက်သတင်းရှိမြစ်ကပြောဆိုပါတယ်ဒါအပြင်မင်းအောင်လိုင်းကရွေးကောက်ပွဲအောင်မြင်ရေးအတွက်စစ်တပ်အတွင်းမှာရှိတဲ့အရာရှိစစ်သည်နဲ့မိသားစုဝင်များအလုံးပူပေါင်းဝိုင်းဝန်းဆောင်ရွက်ပေးရမှာဖြစ်ကြောင်းကိုကိုကျွန်းတက်နဲ့တွေ့ဆုံပွဲမှာညွှန်ကြားချက်ပေးထားပါတယ်ခင်ဗျာ ထပ်မံတင်ဆက်ပေးချင်တာကတော့ဝက်လက်မြွနဲ့ကြောက်ကုန်းရွာကိုစစ်တပ်ကဝင်ရောက်စီးနေပြီးအမျိုးသမီးနှုတ်ဦးကိုဖမ်းဆီးထားကပစ္စည်းများစိတ်ကြိုက်လူရက်ခဲကြောင်းတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းဝက်လက်မြွနဲ့ကြောက်ကုန်းရွာကိုအကြမ်းဖက်စစ်တပ်ကဝင်ရောက်စီးနေပြီးအမျိုးသမီးနှုတ်ဦးကိုဖမ်းဆီးကနေအိမ်အလုံးမှရှိတဲ့ပစ္စည်းများကိုစိတ်ကြိုက်ခိုးယူနေကြောင်းຫນွေဦးအောင်ပွဲတော်လိုင်းအင်အားစုနဲ့ဝက်လက် information network မှတာဝန်ရှိသူများကပြောဆိုပါတယ်။ဒီကနေ့အော်တိုဘားလ16ရက်နေ့မနက်9:30မိနစ်ခန့်မှာ အရာတော်မြို့နယ်တလဲပါရွာမှအကျန့်ဖတ်စစ်သားနဲ့ပြူစောတင်းအင်အား90ခန်းကတနက်မြပစ်ပေါက်ကကြောက်ကုန်းရွာကိုစစ်ကြောင်းထိုးဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။အဲ့ဒီလိုစစ်ကြောင်းထိုးဝင်ရောက်လာပြီးနောက်ကြောက်ကုန်းကြီးရွာမှအမျိုးသမီးနှစ်ဦးကိုစစ်သားများကဖမ်းဆီးထားပြီးရွာထဲမှာရှိတဲ့နေအိမ်အလုံးကိုလည်းဝင်ရောက်မှွေနှောက်ကတံပိုးကြီးပစ္စည်းအလုံးကိုစိတ်ကြိုက်ယူဆောင်နေကြောင်းသိရှိရပါတယ်။အဲ့ဒီစစ်တပ်စစ်ကြောင်းကြောင့်လက်ရှိအချိန်မှာအရာတော်နဲ့ဝက်လက်အဆက်မှရှိတဲ့ကြီးရွာများမှထောင်းနဲ့ချီတဲ့ပြည်သူများ ဘေးလွရာကိုထွက်ပြေးတင်းရှောင်နေရပြီးစစ်တပ်စစ်ကြောင်းကလက်ရှိအချိန်ထိကြောက်ကုန်းကြေးရွာအတွင်းမှပြန်လည်ထွက်ခွာခြင်းမရှိသေးတဲ့အတွက်ကြောင့်ပျက်စီးမှုအခြေအနေကိုအတိပြုတ်နိုင်ခြင်းမရှိသေးကြောင်းသိရှိရပါတယ်။ဒီကနေ့မနက်9နာရီခွဲလောက်မှာအရာတော်မြို့နယ်တလဲပါကြေးရွာကိုအင်အား90လောက်ပါတဲ့စစ်ခွေးစစ်ကြောင်းကဝက်လက်မြို့နယ်ကြောက်ကုန်းကြေးရွာကိုပိတ်ခတ်ပြီးဝင်ရောက်စီးနှင်တာပါ။ကြောက်ကုန်းရွာကအမျိုးသမီးနှစ်ဦးကိုဖမ်းဆီးထားပါတယ်။စစ်ခွေးတွေကရွာထဲကပစ္စည်းတွေကိုတော့စခိုးနေပြီးတလဲပါရွာဘက်ကိုတင်နေပါတယ်။ စစ်ကြောင်းကမထွက်သေးတော့ရွာထဲပျက်စီးမှုအခြေအနေကိုတော့မသိရသေးဘူးလို့နှွေဦးအောင်ပွဲတော်လိုင်းအင်အားစုမှတာဝန်ရှိသူကပြောဆိုပါတယ်။အလားတူအော်တိုဘားလ15ရက်နေ့ကလည်းဝက်လက်မြွနဲ့အရှိချမ်းရှေးမကရွာမှထွက်ခွာလာတဲ့အချမ်းပတ်စစ်တပ်စစ်ကြောင်းဟာရှေးမကရွာမှစစ်ဘေးရှောင်ပြည်သူ90ကို လူသားတိုင်းဖြစ်ဖန်းစီကစစ်အုံဆောင်ပစ္စည်းများတဲဆောင်ခိုင်းပြီးစစ်ကြောင်းထိုးလျက်ရှိကြောင်းသိရှိရပါတယ်ခင်ဗျာ။ ဆက်လက်သိရှိရတဲ့သတင်းကတော့တနင်္သာရီမြို့နယ်တမုတ်ချုံကျေးရွာအနီးမှာတက်ဆွဲထားတဲ့စစ်တပ်ကိုဝင်ရောက်တိုက်ခိုက်မှုစစ်သား၄ဦးသေဆုံးဟုဆိုခဲ့ကြောင်းတင်ဆက်ပေးပါမယ်။တနင်္သာရီတိုင်းတနင်္သာရီမြို့နယ်တမုတ်ချုံကျေးရွာအနီးမှာတက်ဆွဲထားတဲ့အကြမ်းဖက်စစ်တပ်ကိုဝင်ရောက်တိုက်ခိုက်ရမှာစစ်သား၄ဦးသေဆုံးခဲ့ကြောင်း People's Defense Force ဘိတ်ကရင်တရင်နှစ်မှာတာဝန်ရှိသူတို့ကပြောဆိုပါတယ်။အော်တိုဘားလ16ရက်နေ့မနက်09:00ခန့်မှာတမုတ်ချုံကျေးရွာအနီးတက်ဆွဲထားတဲ့ အကြံဖတ်စစ်တပ်ကိုတော်လိုင်းရေးတပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်။ရင်းတိုက်ပွဲဟာ45မိနစ်ခန့်ကြာမြင့်ခဲ့ပြီးအကြံဖတ်စစ်တပ်ဘက်မှ၄ဦးသေဆုံးခဲ့ကာတော်လိုင်းရေးတပ်ဖွဲ့ဝင်များအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရပါတယ်။တမုတ်ချုံကျေးရွာအနီးမှာတပ်ဆွဲထားတဲ့စစ်ခွေတွေကိုကျွန်တော်တို့ပူးပေါင်းတပ်ဖွဲ့တွေဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။အပြန်အလှန်တိုက်ပွဲ45မိနစ်လောက်ကြာမြင့်ခဲ့ပါတယ်တိုက်ပွဲက17နိုင်လောက်မှပြီးဆုံးခဲ့တယ်ပူပေါင်းတပ်ဖွဲ့ဘက်ကတော့အထူးကိမရှိစုခွာနိုင်ခဲ့ပါတယ် ရန်သူဘက်ကတော့၄កောင်လောက်တိုက်ဆုံပါတယ်လို့ People's Defense Force ဘိတ်ခရိုင်တရင်နှစ်မှာတာဝန်ရှိသူကပြောဆိုပါတယ်။အဆိုပါတိုက်ခိုက်မှုကိုဘိတ်ခရိုင်အမှတ်နှစ်တရင်တခွင်းနဲ့ကော့တောင်းခရိုင်တရင်တဲ့ Dragon Squad Drone တပ်ဖွဲ့နဲ့တနင်္သာရီမြို့နယ်ပကဖတ်တပ်ဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးခြင်းတဲ့သတင်းကတော့ထိုင်းနိုင်ငံကင်ချနာပူရီခေမှာတရားမဝင်ဝင်ရောက်လာတဲ့မြန်မာနိုင်ငံသား162ဦးကိုဖမ်းဆီးရရှိပြီး အသက်မပြည့်သေးတဲ့လူငယ်များပါဝင်ခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ထိုင်းနိုင်ငံကန်ချနာပူရီခေမှာတရားမဝင်ဝင်ရောက်လာတဲ့မြန်မာနိုင်ငံသား162ဦးဖမ်းဆီးရရှိပြီးအသက်မပြည့်သေးတဲ့လူငယ်များပါဝင်ကြောင်းကန်ချနာပူရီသတင်းအရသိရှိရပါတယ်။ဒီကနေ့အော်တိုဘာလ19ရက်နေ့မနက်9:30မိနစ်အချိန်မှာကန်ချနာပူရီခေအုတ်ချုပ်ရေးမှုအပါအဝင်ထိုင်းစစ်တပ်ရဲနဲ့အာဏာပိုင်များကတရားမဝင်ဝင်ရောက်လာတဲ့မြန်မာနိုင်ငံသား162ဦးကိုဖမ်းဆီးရရှိခဲ့ကြောင်းအဆိုပါမြန်မာနိုင်ငံသားများမှာ တရားဝင်စာရွက်စာတမ်းအထောက်အထားများပါရှိခြင်းမရှိကြောင်းဖမ်းဆီးရရှိထားတဲ့မြန်မာနိုင်ငံသား162ဦးထဲမှာအမျိုးသား62ဦးအမျိုးသမီး58ဦးနဲ့အသက်16နှစ်မှအသက်18နှစ်အကြားလူငယ်အမျိုးသား10ဦးအသက်15နှစ်မှ18နှစ်အကြားအမျိုးသမီးလူငယ်3ဦးတို့ပါဝင်ကြောင်းသိရှိရပါတယ်။ဖမ်းဆီးခံရတဲ့မြန်မာနိုင်ငံသား162ဦးမှာကြေးရွာများနဲ့တောအတွင် ပုံအောင်နေကြစဉ်ဖမ်းဆီးရရှိခဲ့ခြင်းဖြစ်ပြီးဖမ်းဆီးခံရချိန်မှာအလုံးက ောပန့်နွမ်းနေနေကြောင်းစကပြမတစ်ဆင့်မေးမြန်းချက်အရမြန်မာနိုင်ငံသားများမှထိုင်းနိုင်ငံနဲ့မလေးရှားနိုင်ငံတို့မှအလွတ်လွတ်ရန်လာရောက်ခဲ့ခြင်းဖြစ်ပြီးဖျားတုံးစုမတစ်ဆင့်ရေလန်းကာလန်တော်လမ်းများအတိုင်းဝင်ရောက်လာခြင်းဖြစ်ကြောင်းသိရှိရပါတယ်။အဲဒီလိုတရားမဝင်လမ်းကြောင်းမှတဆင့်လာရောက်နိုင်ဖို့ပွဲစားကားဖြစ်လူတအုပ်ကိုပွဲစားကားထိုင်းဘတ်2000မှ2400အထိပေးရပြီးလက်တလုံးမှ၎င်းတို့အားလုံးကိုရေစကန်မှဖမ်းဆီးထိန်းသိမ်းထားကြောင်းသိရှိရပါတယ်ခင်ဗျာ။ထပ်မံသိရှိရတဲ့သတင်းကတော့ ရခိုင်မှာပြည်မနဲ့နိုင်ငံခြားထုတ်အရက်များကိုအေးအေးပိတ်ပင်ပြီးနောက်အစိတ်ပါဝင်မှုများတဲ့ဒေသထွက်အရက်များကိုတောက်သုံးနေကြရကြောင်းတင်ဆက်ပေးပါမယ်။ရခိုင်မှာအရေးသွေးမမီတဲ့အရက်များကိုတောက်သုံးမှုများပြားလာတဲ့အတွက်ဘေးထွက်ဆိုးကျိုးများပြားလာနေပြီးတိတ်ဆုံးမှုများပြားလာနေကြောင်းဒေသခံကျန်းမာရေးဆိုင်ရာတာဝန်ရှိသူများနဲ့လူမှုကူညီနေသူများကပြောပါတယ်။အေးအေးထိန်းချုပ်ထားတဲ့ရခိုင်ပြည်ကမြို့နယ်များအလုံးမှာပြည်မထုတ်အရက်များနဲ့နိုင်ငံခြားဖြစ်အရက်များအားရောင်းချခွင့်တည်ယူခွင့် တောက်သုံးခွင်းတို့ကို AA က2024နှစ်ကုန်ပိုင်းမှာစ၍ပိတ်ပင်ထားပါတယ်။အဲဒီလိုပိတ်ပင်ပြီးနောက်ရခင်ကမိမိနေတဲ့ဒေသထွက်ဆန်လုအရက်တောအရက်များမှပြန်လဲကောင်းမွန်လာပြီးမိသည့်စစ်ဆေးမှုမှမရှိဘဲထုတ်လို့ရောင်းချနေကြကြောင်းဒေသခံများကပြောပါတယ်။ဒေသခံပြည်သူလူကြီးလူငယ်များမှလည်းရွေးချယ်စရာမရှိတဲ့အတွက်အစိတ်တက်မက်တနော၅၀၀ခန့်နှုန်းမှစနစ်ရာခိုင်နှုန်းအထိပါဝင်တဲ့တောအရက်မိတောက်အရက်မိလိုက်အရက်ကိုတောက်သုံးနေကြရကြောင်း ရခိုင်လူငယ်များကပြောဆိုကြပါတယ်။မြေပုံမြို့နယ်မှာလူငယ်တဦးကတောရက်ကိုတစိအမျိုးမျိုးနဲ့ဝိုင်းတွေထုတ်တယ်။အရက်တွေထုတ်ကြတယ်။ဒါပေမဲ့မူရစ်စီတဲ့ခံစားမှုအတော့အတိကတောရက်ကိုပဲထဲ့ကြရတာပဲ။ဒါကြောင့်အရက်ကိုမတောက်ချင်းရင်တောအရက်နဲ့ဟိုဟာတီဟာရောထားတဲ့ဟာတွေတောက်ရတယ်။မဟုတ်ရင်ဒဏ္ဍီရပဲရှိတယ်။ဒါပေမဲ့ဒဏ္ဍီထက်တောအရက်ပါဝင်တဲ့အရက်ဝိုင်းတွေကိုပဲအတိကတောက်ကြတာများတယ်လို့ဆိုပါတယ်။ရခိုင်ပြည်အတွင်းမှာယခုထုတ်လုပ်နေတဲ့တောရက်များတဲ့မှာမေတ္တနော ါဝင်မှု900ကိုင်နှုန်းမှစနစ်ရာဂိုင်နှုန်းအထိရှိပြီးမေတ္တနောတက်ဟာအစိတ်တမျိုးဖြစ်တယ်လို့အရခတ်တက်တော်အေအေကျမ်းမာရေးဌာနမှဇူလိုင်လ16ရက်နေ့မှာတရားဝင်သတင်းထုတ်ပြန်ထားပါတယ်။မေတ္တနောခန္ဓာကိုယ်ရဲ့တခြင်းဝင်ရောက်လာရင်ခန္ဓာကိုယ်ကအလုံးစုံဖယ်ရှားရခြင်းအချိန်၉လလိုအပ်တယ်လို့အေအေကျမ်းမာရေးဌာနကဆိုပါတယ်။ရခိုင်လွတ်မြောက်နေမီကအမည်မပေါ်လိုတဲ့ဆရာဝန်တဦးကအခုစေကန်လာပြသူတွေကလူငယ်တွေများတယ်အသေး၆တာတို့အသေးထိခိုက်လို့လာပြတာတွေများတာပေါ့ စစ်ဆေးမှုတွေအရအသေးအစီဖုံးတာ အသေးရောင်တာနဲ့အသေးမှအနာဖြစ်တာမျိုးကိုတွေ့ရတယ်လို့ဆိုပါတယ်စစ်ကောင်စီထုတ်အရက်များအားရောင်းချတောက်သုံးခွင့်ပိတ်ပင်ထားပေမဲ့လည်းနိုင်ငံခြားပြည်အရက်များကိုကတ်သက်ချက်နဲ့တောက်သုံးခွင့်ပေးတဲ့ကြောင်းကြောက်တော်ဒေသခံလူငယ်တဦးကထောက်ပြထားပါတယ်စစ်တပ်ထုတ်ကတော့ကန့်သက်ပိတ်ပင်လိုက်တာဟုတ်တယ်ဆိုပေမဲ့နိုင်ငံခြားထုတ်အရက်တွေကြတော့ဘာကြောင့်များလဲပေါ့ကျွန်တော်အမြင်ရဆိုလူတို့ရဲ့ကြမ်းမာရေးရှုထောင့်ကထောက်ရှုပြီးကန့်သက်ချင်းကန့်သက် တော့အရက်ကိုပဲတေချာစနစ်တကျထုတ်လုပ်ဖို့ကန့်သက်ရမှာလို့မြင်ပါတယ်။အရက်တောက်ရင်တော့ကျမ်းမာရေးကအနည်းနဲ့အများထိခိုက်တာပါပဲ။ဒါပေမဲ့အများထိခိုက်တာကိုခွင့်ပြုထားပြီးအနည်းထိခိုက်မဲ့အရေးအတွက်ကိုတော့ပိတ်ပင်ထားတာမျိုးတော့မဖြစ်သင့်ဘူးလို့မြင်ပါတယ်လို့ဆိုပါတယ်။ရင်းကဲ့သို့လူကိုတေစေနိုင်တဲ့အစိတ်ပါဝင်မှုများပြတဲ့တော့အရက်ကိုတစုံတရာစုံစမ်းစစ်ဆေးခြင်းမရှိဘဲအရခတ်တတော် AA ကခွင့်ပြုပေးနေခြင်းပေါ်ကိုဒေသခံပြည်သူများကဝေဖန်မှုများရှိနေပါတယ်။စုံစမ်းချက်အရလည်း တောအရက်ကိုတောက်သုံး၍အွေမတန်ခင်မှာအသက်သေဆုံးနေရတဲ့လူငယ်များနဲ့အရက်ကြောင့်သေဆုံးနေရတဲ့တက်ကြီးပိုင်းတချို့လည်းရှိနေကြောင်းသိရှိရပါတယ်။ပုံနှကြုံကြောက်တော်မြောက်ဦးမင်းပြနဲ့ပောက်တော်မြေပုံတောင်ကုတ်အန်တီတာခန့်များမှလူမှုကူညီနေသူများကို Western News ရဲ့စုံစမ်းချက်အရလူငယ်များနဲ့အသက်ကြီးပိုင်းများမှအရက်ကြောင့်သေဆုံးမှုမြင့်တက်လာနေကြောင်းသိရှိရပါတယ်။အရက်ကြောင့်ဖြစ်တဲ့ယောဂလက္ခဏာများအလွယ်တကူသိမြင်နိုင်ပြီးမြင်သာတဲ့ယောဂလက္ခဏာများမှာအသားတွေဝါလာခြင်း မျက်လုံးအဖြူသားများဝါလာခြင်းခြေလက်များဖောယောင်လာခြင်းဘိုက်ထဲမှာအရေများစုပြီးဘိုက်ကဖောင်းကလာခြင်းအပြားတက်ခြင်းချမ်းတုံခြင်းအရေပြားများရရန်ခြင်းလက်သေးများခုံးလာခြင်းတို့ဖြစ်ကြောင်းသိရှိရပါသည်ဒါအပြင်အကြောင်းရင်းမရှိဘဲကိုယ်အလေးချိန်ကျလာခြင်းခန္ဓာကိုယ်ရင်းမှာအာမရှိသလိုခံစားရခြင်းအန်တဲ့အခါသွေးပါခြင်းဝမ်းသွားတဲ့အခါသွေးပါခြင်းတို့ယောဂလက္ခဏာများဖြစ်ပေါ်တတ်ကြောင်းသိရှိရပါသည်ခင်ဗျာနောက်ထပ်သိရှိရတဲ့သတင်းကတော့ မြန်မာရဲ့အတုအယောင်ရွေးကောက်ပွဲအားပြက်ပြက်သားသားပေချရန် PRP ခံနေရတဲ့မလေးရှားပြောခဲ့တဲ့သတင်းဆောင်မှာတပုတ်ကိုတင်ဆက်ပေးပါမယ်။အာဆီယံနိုင်ငံတွေဟာပို့ကုန်များကျဆင်းလာနေခြင်း၊အွန်လိုင်းငွေလိမ်ကိုင်းများမှုလို့ပေါက်လာနေခြင်း၊အဖွဲ့ဝင်နိုင်ငံများအကြားနေဆက်ပြည်တနာဖြစ်ပွားလာနေခြင်းအစရှိတဲ့တစ်ခုနဲ့တစ်ခုဆက်ဆက်လာနေတဲ့ပြည်တနာများရဲ့အခက်အခဲဆုံးအခြေအနေမှာရောက်ရှိနေပါတယ်။အဲ့ဒီလိုအမျိုးမျိုးသော ပြည်တနာများကြားထဲမှာဘွေဖောက်နေတဲ့မြန်မာစစ်အုပ်စုကိုဘာလို့ကြမည်နည်းဆိုဒီကား နောက်အပတ်ကုန်မှာကွာလာလမ်ပူမှာကျင်းပမဲ့အာဆီယံခေါင်းဆောင်များအစည်းအဝေးတွေမှာခေါင်းအခက်ရဆုံးပြဿနာဖြစ်လာနေတယ်လို့အစကြေပြီးဟောင်ကောင်ထုတ် South China Morning Post သတင်းစာကြီးမှာအခုလိုရေးသားလာခဲ့ပါတယ်။မင်းအွန်လိုင်းဟာ၎င်းထင်းချုပ်ထားနိုင်တဲ့နေမြင့်မြတ်မှာရွေးကောက်ပွဲလုပ်မယ်ဆိုကအချင်းကြီးများကိုပို၍တင်းမအောင်ဖန်တီးလာခဲ့ပြီးဖြစ်ပါတယ်။ကိုပြည်သူများကိုပြန်၍အကြမ်းဖက်တပ်ဖြတ်နေမှုအဆုံးသတ်ရန်ဆိုတဲ့အဖွဲ့ဝင်နိုင်ငံများရဲ့သဘောတူညီချက်ကိုအာခံနေသည်ကို ဒီအတိုင်းလက်လွတ်ထားမည်ဆိုကအာဆီယံဟာအစံမပါအခွန်ကြီးတက်တက်နဲ့အရေးမပါတော့တဲ့အနေအထားရောက်ရှိသွားနိုင်တယ်လို့ကျွမ်းကျင်သူများကသတိပေးလာခဲ့ပါတယ်။ NUG ကလည်းပြည်သူများတောင့်တနေတဲ့ထိုးစစ်ကြီးမျိုးယခုနှစ်အတွင်းမှာမဆင်နွဲ့နိုင်ကလည်းအလားတူအနေအထားမျိုးရောက်သွားနိုင်ပါတယ်။ထို့အတွက်လက်ရှိအာဆီယံဥက္ကဋ္ဌဖြစ်သူမလေးရှားထံမှဖိအားပေးမှုများစုပြုံကြလာနေပြီဖြစ်ပါတယ်။ကြီးညာချက်များထုတ်ပြန်ပြီးနောက်ဆေအိုဆူရဲ့ရွေးကောက်ပွဲနဲ့ ရင်းမှတဆင့်ထွက်ပေါ်လာမဲ့အစိုးရကိုပြက်ပြက်သားသားညှင်းပယ်ရန်တောင်းဆိုလာနေကြပါတယ်။အာဆီယံအနေနဲ့အတူအယောင်ရွေးကောက်ပွဲကိုညှင်းပယ်ရုံတင်မကနောက်ပိုင်းဖြစ်လာသည့်များကိုမြည်တို့မြည်ပုံဆောင်ရွက်သွားမည်ဆိုသည်ကိုပါစမ်းစစ်ရတော့မှဖြစ်တယ်လို့လဲဆိုပါတယ်။ဝေဘန်သူတွေကစစ်အုပ်စုဟာနေမီများကိုတင်းကျုံနိုင်စွမ်းမရှိတဲ့အပြင်လူတန်းပေါင်းများစွာကိုလည်းဖဲထုတ်ထားအောင်မဲ့ရွေးကောက်ပွဲမျိုးဖြစ်တယ်လို့ထောက်ပြခဲ့ကြပါတယ်။လူနေဒေသများကိုဆက်၍ဘုံကျဲတက်ခိုက်နေတဲ့အပြင်ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ဖြစ်မြောက်အောင်မေမေရရကြိုးပမ်းအားထုတ်မှုမျိုးမတွေ့ရဘူးလို့ဆိုပါတယ်။၎င်းတို့အပေါ်တစ္ဆာခံမှုများအကြောက်တရားများနဲ့လုံမဲ့ရွေးကောက်ပွဲမျိုးဖြစ်ပြီးနေမြများလက်လွတ်နေရတဲ့ကြားမှာတရုတ်နဲ့ရုရှားတို့မျက်နှာမပြတ်ရအောင်ဖန်တီးပေးရတဲ့ပွဲလေးဖြစ်ပါတယ်။ယခုပတ်ထဲမှာပဲမင်းအွန်လိုင်းကတရားရာဂိုင်းနှုန်းအပြည့်မလုံနိုင်ပါဘူးလို့ဝန်ခံသွားခဲ့ရပါတယ်။ EU ရဲ့လူခွင့်ရေးအထူးတန်တမန်မှလည်း CY တဲ့ဝင်လာပြီးစီအိုစုမှစပွန်ဆာလုပ်တဲ့ရွေးကောက်ပွဲဟာရလက်တစ်ခုသာထွက်ပေါ်လာဖို့ရှိပါတယ်။ ဆွေးနွေးညှိနှိုင်းခြင်းမျိုးလည်းမရှိပါဝင်ခွင့်လည်းမရတဲ့အတွက်ယုံကြည်နိုင်စရာမရှိတဲ့ရလတပေါ်ထွက်လာမယ်လို့ပြောဆိုသွားခဲ့ပါတယ်။အာနာသိမ့်ပြီး၄နှစ်ခွဲကြာသည့်တိုင်ပြည်တွင်းစစ်ငွေလိမ်ကိုင်းဗဟုဌာနများမူရစ်စေဝါထုတ်လုပ်မှုရုတ်တရက်မြင့်တက်လာခြင်းနဲ့ငတ်မွတ်နေသောရိုဟင်ဂျာမွတ်စလင်များအပါအဝင်တန်ပေါင်းများစွာသောလူများအားနိုင်ငံရဲ့ချားကိုထွက်ပြေးစေခဲ့တဲ့ကြီးမားတဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာစင်ရဒုက္ခများအပါအဝင်ဇက်တိုက်ဖြစ်ပေါ်နေတဲ့မတည်ငြိမ်မှုတွေဟာပို၍ပြင်းထန်လာပြီး အာဆီယံရဲ့လုံခြုံရေးကိုအန္တရာယ်တင်များဖြစ်စေနိုင်ကြောင်းကြွမ်းကျင်သူများကတတိပေးလိုက်ပါတယ်။အာဆီယံဟာဒေတာရင်းတည်ငြိမ်မှုကိုအထူးဦးစားပေးဆောင်ရွက်ပေးမယ်လဲ၎င်းတို့ဖြစ်လာစေခြင်းတည်များကစေအုစုစီမထွက်ပေါ်လာမည်ကမဟုတ်ဟုဆိုပါတယ်။ယခုချိန်ထိရုတ်ရော့သွားခြင်းမရှိတဲ့ဒီမိုကရေစီအရေးလှုပ်ရှားမှုများကို ပြက်ပြက်သားသားထောက်ခံသွားဖို့သာရှိပါတယ်။အာဆီယံအနေနဲ့လိန်လေလှေဖြားတဲ့စီးပွားရေးပေါ်ပေါက်လာခြင်းရဲ့ကုန်ကျစရိတ်နဲ့လိန်လေတဲ့ရွေးကောက်ပွဲတစ်ခုကပြိပကတ်ကို မိတို့မိဘုံအမြဲတစေဆက်လက်ဖြစ်ပွားစေမိကို အပြည့်အဝနားမလည်သေးပါဘူး။၎င်းတို့ဟာမြန်မာပြည်တွင်းခုခံတော်လှန်ရေးအခြေအနေများမှအခြေခံအားဖြင့်ကွဲပြားခြားနားနေသည့်ကိုသဘောမပေါက်ပဲအတိတ်ကအခြေအနေများသာပြန်ဖြစ်လိမ့်မယ်လို့တွေးထင်နေကြတယ်လို့မြန်မာအင်ဒိုနီးရှားစင်ကာပူနဲ့မလေးရှားနိုင်ငံရေးကိုအထူးပြုလေ့လာနေတဲ့မလေးရှားရှိ University of Nottingham မှာဂွန်ဒူးဆောင်သူတွေသည် Bridget Welsh ကအထက်ပါအတိုင်းပြောဆိုသွားခဲ့ခြင်းဖြစ်ပါတယ်။အကယ်၍အာဆီယံဟာ အထက်မှပြောခဲ့တဲ့အတိုင်းရွေးကောက်ပွဲကိုပြက်ပြက်သားသားဆန့်ကျင်ပြီးဆိုပါကစိတ်တက်များကြာစင်းကမင်းအောင်လည်းအပေါ်ယုံကြည်အားကိုးမှုများရုတ်ရော့သွားမှာဖြစ်ပြီးအားလုံးကအနာဂတ်မှာ၎င်းတို့ယက်တီယာယက်တီချောင်းကိုသုံးသက်လာကြမိတာဖြစ်တယ်လို့မိမိအနေနဲ့ယူဆမိပါတယ်။နိုင်ငံတကာဖိအားပေးမှုများကိုဂရုမစိုက်ဆိုတဲ့၎င်းတို့အစည်းအဝေးများထဲမှာခိုးကြောင်ခိုးဝက်ပြောနေတဲ့စကားဟာလည်းမင်းအောင်လည်းပြာရာခန့်နေပုံကိုကြည့်၍၎င်းတို့အချင်းချင်းကြားမှာအယုံအကြည်မရှိဖြစ်လာနေပါတယ်။ မင်းအောင်လိုက်တို့အဖွဲ့လက်ရှိမှာမျက်စိဇုံမိတ်အားကိုးနေရတဲ့တရုတ်ဟာမြမခေါင်းဆောင်ဆက်ဆက်ကိုဖိအားပေးနိုင်ရေးအတွက်ပြည်ရင်းပဋိပက္ခများလက်ရှိအနေထားထက်အရှင်အဟုန်မြင့်မလာရေးနဲ့တပတ်မှာလည်းအလုံးစုံငြိမ်းချမ်းရေးရရှိမသွားအောင်ထိန်းထားဖို့ဆိုတဲ့ Neither hot water nor complete peace မျိုးသာဖြစ်တဲ့အတွက်တကယ်တမ်းတိုင်းပြည်ငြိမ်းချမ်းအောင်လုပ်ပေးမဲ့သူများမဟုတ်ဖြစ်နေပါတယ်။အာဆီယံသာတိတိယောက်ယောက်မလုံနိုင်ခဲ့ရင်မြန်မာအားတရုတ်လက်အောက်ခံဖြစ်တွန်းပို့လိုက်တဲ့အတူတူပင်ဖြစ်ပါတယ်။ပြည်သူများရဲ့တရားသောစစ် မုတ်ချအောင်ရမည်လို့យေတာထားပါတယ်ခင်ဗျာဟုတ်ကဲ့ပါအခုလိုဆုံးထိနားဆင်ခဲ့ကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ်နောက်ထပ်ပြည်ရင်ပြပါသတင်းတော်လန်ရေးပတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေခင်ဗျာကြပါစေခင်ဗျာ